ဘုရားခင်ကရမကြီးသာဝတိနေရောင်ကြောင်းမှာသရင်သုံးနေတယ်။အဲဒီဝိသဘုံနာကမေးတယ်။ဒါယုံနာလောကကြီးဟာဒကာဓမ္မတို့မြဲသလားလို့မေးတော့ဘုရားကငါဒီอยู่မอยู่ဘူးလို့ဖြေလိုက်ပါတယ်။ဘုရားကဘယ်လိုဖြေပါလိုက်။ငါဒီอยู่မอยู่ဘူး။ဒီငါမอยู่ဘူးလို့ဖြေလိုက်ပါနော်။ အကယ်၍ဒီယုံနာလောကကြီးလောကကြီးမြဲတယ်လို့ယူလိုက်ရင်ဒီဘုံနာသတ္တရဒိဋ္ဌိပဲသွားတော့ဒါကြောင့်ငါဒီယူမယူဘူးလို့ဖြေလိုက်ပါဘောပါကြဒါပြန်ဘုံနာဆက်မဲတယ်အကျိုးဝဆဘုံနာကယုံနာလောကကြီးကဒါပြန်မမြဲဘူးလားလို့မေးလိုက်တော့ဘုရားကငါဒီယူမယူဘူးပဲဖြေပါတယ်ဆိုတော့ဒကာရမတွေနားလည်ကမ်းလာဖြစ် ရုပ်နာလောကကြီးကမမြဲတာပဲလို့သိပြီးသားကိုဘုရားကဒီမอยู่ဘူးလို့ဖြေလိုက်တော့ဂရမတွေနားရင်ကန်းလာနေနေဖြစ်ဖြစ်ပင်ဖြစ်냐တော့လေပုံနာမှာရုပ်နာလောကမမြဲဘူးလို့ခေါ်လိုက်လို့ရှိရပုံနာကဥစ္စေရဒိဋ္ဌိသွားတော့မယ်ဒါကြောင့်ဘုရားကဒီอยู่ငါမอยู่ဘူးกว่าလို့ဖြေလိုက်တယ်ဒါပြန်ပုံနာဆက်မေးတယ် ယုံနာလောကအမြဲကြီးတလဲမမြဲကြီးတလဲလားလို့မေးပြန်တော့ဘုရားငါဒီယူမယူဘူးပဲဖြေလိုက်ဧကိသသတ္တရဒိဋ္ဌိနဲ့မေးတာကိုငါဒီယူမယူဘူးဆိုတာမှဗာရပြန်ဖြေရရှိရလားရှိပါပါဗျာဒါပေမဲ့ယုံနာလောကဒီမမြဲတယ်မဟုတ်မြဲတယ်အောင်ရောင်လားလို့အမရာဝိခေပဒိဋ္ဌိနဲ့မေးပြန်ငါဒီယူမယူဘူးကွာဆိုတော့ဘယ်နှချက်ရှိသွားလေးချက်ရှိသွားပြီအလဲလေးချက်ကိုဖြုတ်လိုက်တယ်လို့ဒကာဓမ္မတွေမှတ်ပါတရားက နိဗ္ဗာန်ရောက်ခေါ်ခြင်းလို့အလေအာရေအသိပ္ပိသကာလလဲသတ္တရာဥစ္စေရာအမရာဝိခေပအိကိစ္စဒီလေးချက်မင်းနေတယ်ဆိုတာလဲမှတ်လိုက်တာပေါ့ဗျာနော်တရားဓမ္မတွေနားလည်ဖို့ကိုတခါနောက်ဆုံးပိတ်လေးချက်နဲ့မေးပြန်သတ္တဝါသိရင်ဖြစ်သေးသလားလို့မေးတရားဓမ္မတွေငါရေယူမယူဘူးဆိုတော့ဒီထဲမှာတရားဓမ္မတွေသတ္တဝါပါရလားမပါပါဗျာဝိညာဉ်နာယောသလနာဖတ်တာဝေဒနာ ရှင်းမလားမှန်ပါရှင်းပါဘတ်တော်ပါသေးရဲ့မှန်ပါဗျာဒါဖြင့်ဘတ်တော်သေးရင်ဖြစ်သေးသလားလို့မေးတော့ဘတ်တော်မှမပါပဲနဲ့ဘတ်တော်သေးရင်ဖြစ်သေးသလားလို့မေးတဲ့အမေးကိုအဖြေထွက်เสียရှိရဲ့မရှိပါဗျာဒါဖြင့်ငါဒီอยู่မอยู่ဘူးဆိုတာကိုရှင်းနပ်ပါလားရှင်းနပ်ပါဗျာဒါနဲ့ဘုံသားကဆက်မေးတယ်ဒကာသမားတို့ ဘတ်တော်သေးရင်မဖြစ်တော့ဘူးလားလို့မေးတယ်။အဲ့တော့ခင်ဗျားတို့ကပြိဋ္ဌာသမုပ္ပါနားလည်ထားတော့ဩဟောဝိညာဉ်သာယုတ်သလနာဖသဝေဒနာခန္ဓာ၅ပါးသာရှိတာပဲ။ဘယ်သတ္တဝါမှမပါပဲ။ဘတ်တော်ပါသေးလား။မပါဘူး။မပါတော့ဘတ်တော်သေးရင်မဖြစ်တော့ဘူးလားဆိုတော့ဘုရားကဘတ်တော်နဲ့ဖြေလို့ရပါ့မလား။ရပါပါဘူး။အဲ့တော့ငါဒီယူမယူဘူး။ဟောကြ။ဟောပါ။ရှင်းမလား။ရှင်းပါဘူး။မနေ့ကအထပ်ပြောတာပါ။ ရှေ့တက်မှာလို့စကားခက်တာဒါပြန်သူကမေးပြန်တယ်ဘဒ္ဒဝသင်ဖြစ်စီတလဲမဖြစ်စီတလဲလားလို့မေးပြန်တယ်ဘုရားကငါဒီယူမယူဘူးဟောကြဟောပါဗျာသူကအချို့မြဲတယ်အချို့မမြဲဘူးဆိုတော့တပိုင်းမြဲတပိုင်းမမြဲဆိုတော့ဧကိသေသတ္တရဒိဋ္ဌိယူပြန်တယ်သုံးချက်ပြီးသားပြီနော် တတ္တဝါသည်မဖြစ်သည်မဟုတ်ဖြစ်เสียအောင်ရောင်ရှိသေးသလားဆိုတဲ့အမရာဝိခေပဒိဋ္ဌိနဲ့မေးတော့ဘုရားငါဒီယူရဲမယူပါဘူးကွာဟောကြဟောပါဗျာတတ္တဝါနဲ့မေးတယ်ဖြေရရှိရဲ့မရှိပါဗျာပရမတ္ထနဲ့မှာတတ္တဝါများရှိရဲ့မရှိပါဗျာအဲ့ဒါစောစီရှင်းတာပါဒါကလည်းကြောင့်မရှိတဲ့တော့လို့ဒီရဟမတွေအဖြေတစ်ပြိုင်တည်းထွက်ပါလိမ့်မလို့ဆိုတော့ အတိတ်ကဝိညာသင်္ခါရကြောင့်ယခုပြစ္ဆုတ်ဘဝမှာဝိညာဉ်နဲ့သလနာဖသဝေနာတွေသာခုတရားနာနေတာသတ္တဝါတယောက်မှမပါဘူးပါသေးရဲ့ပါပါဗျာအဲဝိညာဉ်နဲ့သလနာဖသဝေနာဆိုတဲ့ပရိစ္ဆသမုပ္ပါအကြောင်းအကျိုးတွေတရားနာနေကြတတ္တဝါပါရဲ့လားပါပါဗျာရှင်းမလားရှင်းပါမယ်အဲ့တော့ဒကာဓမ္မတွေကဖြည့်တဲ့သွားပြီတဲ့။ဘာကြောင့်တဲ့တယ်ဆိုတော့ပရိစ္ဆာသမုပ္ပါနားလေသောကြောင့်သတ္တရဒိဋ္ဌိကိုရှိသေးရဲ့ တတ္တဝါဆိုတာရှိသေးရဲ့တတ္တဝါသိရင်ဖြစ်သေးသလားဆိုတတ္တဝါမှမရှိဘဲနဲ့ခင်ဗျားတို့ဖြေုံမရှိသဘောပါပါပါဘာနားလဲထားတယ်ဗျာဩပရိစ္ဆာသမုပ္ပါနားလဲထားတဲ့စွန့်ရည်တတ္တိဟာတတ္တဝါပြောက်ပါလားဆိုတော့ပေါ်လာအမှန်တမ်းရှင်းသွားပြီဒါကြပြင်ဒီတဲ့တတ္တဝါမပါဘူးလို့ဆိုတာခင်ဗျားတို့ဒီကအကြောင်းဒီကအကျိုးဆိုတော့အကျိုးဖြစ်တဲ့ဝိညာဉ်ကသာလနာဖတ်တာဝေဒနာသာရှိတယ်ဆိုတာသဘောကျပါပါပါ ါပြန်ကုတရားနာနေတာယောက်ျားတွေလားမိန်းမတွေလားဝိညာဉ်နာယုတ်တလနာဖသဝေဒနာတွေလားဝိညာဉ်နာယုတ်တလနာဖသဝေဒနာတွေပါဗျာဘုက္ခသတ္တဝါပါသေးရဲ့ပါပါဗျာအဲဘုံနာမေးတာကသတ္တဝါသိရင်ဖြစ်သေးသလားဆိုတာလဲဘယတိယူယူလို့တော်ပါမလားတော်ပါဗျာသတ္တဝါသိရင်မဖြစ်တော်ဘူးလားဆိုတာကသတ္တဝါပါရဲ့လားပါပါဗျာ သတ္တဝါသိရင်ဖြစ်ရှိတယ်လေမဖြစ်ရှိတယ်လေလားလို့မေးတာကဖြစ်ကြလို့သေးလားမဖြစ်ပါဘူးသတ္တဝါသိရင်မဖြစ်ဒီမဟုတ်ဖြစ်တယ်အောင်အောင်ရှိသေးသလားလို့မေးတာကဖြစ်ရပါရဲ့လားမပါဘူးဒီကံသတ္တဝါရှာစမ်းသတ္တဝါမှမရှိဘဲနဲ့သတ္တဝါသိကြရောမရှိပါဘူးအဲဒါကြောင့်ဘုရားကဒီတိုင်းမှငါဒီယူမယူဘူးဆိုတဲ့ဒိဋ္ဌိလေးချက်ပယ်ချိုက်တဏ္ဍာမကသူသတ္တဝါသိရင်ဖြစ်သေးသလားဆိုတာပတ္တရတ္ထိမေးပါတယ် နိဗ္ဗာန်ဘကသတ္တဝါသည်မဖြစ်တော့ဘူးလားဆိုတာဥစ္စေတရရှိမေးပါတယ်။သုံးနာဘကသတ္တဝါသည်ဖြစ်စီတလဲမဖြစ်စီတလဲလားဆိုတာဧကိစ္စသတ္တရရှိမေးပါတယ်။လေးနာဘကသတ္တဝါသည်မဖြစ်ပြီဟုတ်ဖြစ်ပြောင်ရောင်များရှိနေသေးသလားဆိုတာအမရာဝိခေပါတရှိနဲ့မေးတယ်။ခင်များတို့ကပြိဿသမုပ္ပါကိုဘုန်းကြီးကရဲများစွာပြလာတော့ဒီထက်သတ္တဝါမပါလို့သိကြလည်းမရှိဘူးဖြစ်စီလည်းမရှိဘူးဆိုတာရှင်းသွား။ရှင်းပါဗျာ။ အဲ့တော့ခမရတို့ပြိဿသဘုပ္ပတ်ကိုဘုရားကပြန်မှန်ခံပြီးပြထားတာဒိဋ္ဌိ၄ချက်မရှိတော့ဘူးဒိဋ္ဌိဘယ်နှချက်မရှိဘူးဒိဋ္ဌိမရှိပါဘူးဗျာသက္ကရာဒိဋ္ဌိရောမရှိပါဘူးဩစေရာဒိဋ္ဌိမရှိပါဘူးဧကိသသက္ကရာဒိဋ္ဌိမရှိပါဘူးအမရာဝိခေပဒိဋ္ဌိမရှိပါဘူးဒါဖြင့်ဒိဋ္ဌိကင်းလို့ရှိရင်ဘုရားကခမရတို့ကိုနိဗ္ဗာန်ဟောနိုင်ပြီဒိဋ္ဌိမကင်းသေးဟောကုန်မဟောနိုင်ဟုတ်ပါဘူးဒိဋ္ဌိရှင်းပြအောင် ကဲတကံဝတ္တိနိဗ္ဗာန်ဟောမိုက်ကြတယ်ဒိဋ္ဌိရှင်းနေရနောက်ကတရားဓမ္မတွေနိဗ္ဗာန်ဟောမိုက်ကြတော့ဘာတွေလုပ်နေရဒိဋ္ဌိရှင်းပါဗျာဒိဋ္ဌိရှင်းနေရသဘောပါကြဒါနဲ့ဘုံနာကဆက်ပြီးတကလာရှင်မရတဲ့တပည့်တော်မဲတာတွေလည်းများလာပါပြီတဲ့ရှင်ဘုရားဒီอยู่မอยู่ဘူးဆိုတော့ဟိုတဲ့ဒီอยู่ကိုဘယ်နဲ့ကြောင့်အရှင်ဘုရားမอยู่သတော့ဒီကုန်းချုပ်မဲဒီဒိဋ္ဌိ၄မျိုးကိုရှင်ဘုရားဘယ်နဲ့ကြောင့်ဒီอยู่မอยู่ပါသတော့လို့မဲလိုက်ဘုံနာက ဒီယူဟာကွာတဲ့ဒိဋ္ဌိဒီဟူသောခရီးကဲကွာဒိဋ္ဌိဒီဟူသောဆူညောင်းကွာမဲ့ဖို့တားရပေါ့ဗျာဒိဋ္ဌိဒီဟူသောခရီးကဲဒိဋ္ဌိဒီဟူသောဆူညောင်းဒိဋ္ဌိဒီဟူသောခန္ဓာရခရီးကြီးဒိဋ္ဌိဒီဟူသောဥပါရံတရားဒိဋ္ဌိဒီဟူသောညောင်းတသိန်းတရားမို့ငါရီယူမီဘူးပေါ့ဗလားပေါ့ဘုရားဒိဋ္ဌိလေးမျိုးယူသေးလားမယူပါဘူးဗျာရှင်းသွားပြီယနေ့သမ္မညာရေးကြည့်တာမဟုတ်ဘူးဓမ္မကတော့ယနေ့ဟောမယ်တရားသမ္မညာရေးလို့များအောင်မယ်မနေနဲ့ ကိုနားမနေသေးလို့ရှိရင်နားလဲတဲ့ပုဂ္ဂိုလ်ပြန်မေးဒီဒိဋ္ဌိ၄မျိုးတခုခုရှိတတ်ဗုဒ္ဓဘာသာမှာမရှိတတ်ဘူးလားရှိတတ်ပါဗျာငါသေရင်ဘာဖြစ်မှလဲမလို့ဆိုတော့သတ္တရာတိငါသေရင်ဘာမှဖြစ်เสียမရှိဘူးဆိုရင်ဥစ္စေတတိငါသေရင်တော့တခုခုတော့ဖြစ်ဥမှာပဲဆိုရင်တော့သတ္တရာတိငါသေရင်တခုခုဖြစ်ဥမှာပဲဆိုတော့ငါရောရှိရလားသေးရာရောရှိရလားရှိပါဘူးတခုခုဖြစ်ဥမှာပဲဆိုတော့ရှိရင်ဖြင်းတဲ့ တရားဓမ္မတွေဒါပါဋိဋ္ဌိပါငါသိရင်တော့ဘာမှဖြစ်เสียမရှိဘူးဆိုတော့ဥစေသာတိနိဗ္ဗာန်မှာနားလည်လို့မဟုတ်ဘူးသူဟာကဘာမှမဖြစ်တာသိထားတာရှိတာသဘောပါလားတရားဓမ္မတွေဒိဋ္ဌိကိုရှင်းအောင်လို့ပုံနာဝတ္ထုကိုထုတ်ပြီးလာခြင်းဖြစ်ပါတယ်ဖျားဟောတဲ့နိဗ္ဗာန်ဟောလိုက်မယ်ဆိုတော့ယနေ့မှပါ နိဗ္ဗာန်ဟောပါဆိုရှေးတိုင်းကဘာတွေဟောနေရဆုံးဆိုတော့ဒိဋ္ဌိခွာပြီးမှနိဗ္ဗာန်ကဟောလို့ဖြစ်သဘောပါအားဒိဋ္ဌိမခွာဘဲနဲ့နိဗ္ဗာန်ဟောခဲ့သည်ရှိတော်တဲ့ဒကာဓမ္မတို့ဘယ်နည်းနဲ့မှနိဗ္ဗာန်မရပါဘူးတဲ့ဒိဋ္ဌိကိုမခွာဘဲနဲ့နိဗ္ဗာန်ကြီးဟောနေခွန်ကြီးတပါးကနိဗ္ဗာန်ရပါမရပါဘူးဟောသူကနေဘာခန်းနေဒိဋ္ဌိခန်းနေပါလားဗျာဒိဋ္ဌိနဲ့နိဗ္ဗာန်နဲ့တဲ့ရလားမကြဲ့တော့ဒိဋ္ဌိကမဉ္ဇဏ်ပူဇဏ်တမ်းမြစ်ပါလေမဉ္ဇဏ်ပူဇဏ်တမ်းမြစ်တော့နိဗ္ဗာန်မြင်နိုင်လေရဲ့ ်မညံဖူညာနဲ့မှနိဗ္ဗာန်မြင်မှာဟုဗျသဘောပါကြဒါဖြင့်ဒိဋ္ဌိကိုရှင်းပိုင်းကဘုံနာမဲနေလို့ဖျားခွာနေတာကိုကျေနပ်ပလားကျေနပ်ပါဗျာဖြေတယ်မှနာမပေးရင်ဖြင့်ဘယ်နည်းနဲ့မှဒီဘုံနာနိဗ္ဗာန်ရောက်တော့မှာမဟုတ်ဘူးဒိဋ္ဌိတွေခန်းနေတော့မှာပဲဒါမြင်လို့ဝရမေကြီးကဒိဋ္ဌိတွေရှင်းပေးတယ် သဘောပါလားအမှန်ပါပဲ။ကဲဒါဖြင့်ဒကာရမတို့အမှန်ကန်ကောင်းတဲ့ဒကာရမတွေမဟုတ်တိတ်ပြီးတော့သိကျေးများတော့မယ်ဆိုတာဆုံးဖြတ်ချက်ချ။အဲရှင်ကြီးကောရမတဲ့ရှင်ကြီးကောရမဒီယူတွေမယူတာကယခုပြောခဲ့တဲ့ဒိဋ္ဌိ၄မျိုးအယူမယူတာကရှင်ကြီးကောရမဘာဖြစ်လို့မယူတာတော့ကောက်နေ။ဒီယူတွေမျိုးရှင်ကြီးကောရမဘယ်နဲ့ရောက်မယူပါလိမ့်မလဲလို့အကိဝဆာကမေးလိုက်။ဟောရဲအဲ့ဒါဒိဋ္ဌိတွေတော့ခကြီးကွယ်။ဒိဋ္ဌိတွေတော့ညှောက်တဲ့င်းကွာ။ ဒိဋ္ဌိဒီဟူသောဥပါဒံတရားกว่าဒိဋ္ဌိဒီဟူသောမဉ္ဉံဖွဉ္ဉံတားတဲ့တရားกว่าဒါကြောင့်ငါဒီယူမိဘူးကဲဒိဋ္ဌိကိုဘယ်လောက်ပဲရရှင်းရလားဘုရားဒိဋ္ဌိဘယ်မျိုးပယ်လိုက်၄မျိုးပယ်လိုက်တယ်ဆိုတာအားလုံးတရားနာတဲ့ပုဂ္ဂိုလ်တွေမှတ်လိုက်စမ်းပါဒိဋ္ဌိပယ်ပြီးမှနိဗ္ဗာန်ဟောလို့ရ